သူတစ်ပါးကိုစစ်ကြောစီရင်တတ်တော်သူတင်းသည်ကိုအပြစ်ကိုမဖုံးနိုင်ရ အကြောင်းမူကားတင်းသည်စစ်ကြောစီရင်တော်အမှုကိုပင်ကိုတိုင်ပြုသည်ဖြစ်၍သူတစ်ပါးကိုစစ်ကြောစီရင်သည်တွင် ကိုအပြစ်ရှိကြောင်းကိုစီရင်ဆုံးဖြတ်ရာရောက်၏ပြာဒခင်သည်ထို့သူပြုတော်သူလိုကိုစီရင်တော်မူချစ်အရာသည်တမန်တရားနှင့်ညီသည်ကိုငါတို့သိကြ၏ထို့သောအမှုကိုကိုတိုင်ဖြူလျက်ပင် သူတစ်ပါးပြုသည်ကိုစစ်ကြောစီရင်တော်သူ 第，朋友看到目前，轮米乎，听没得了。朋友看到耶稣道的，听个，to to, Somehow, Hello, 那达兰都，对上帝哥，没听没明白，就话说耶稣偏到目前，第看到目前，是写到目前都哥，没听没明偏得了。偷偷偏了言，是开骂语，那达没亚的呢阿尼，多半内地胡道，朋友看到伊第二落听想到内地，哥看是阿婆。 အမျက်ဒေါဖာကိုစီးပူးသလိုဖယားသခင်သည် လူအသီးသီးတို့အားမိမိတို့အချစ်နှင့်အလျောက် အကျိုးအပြစ်ကိုဆက်ပြတော်မူလဒန်ကောင်းသောအချင်းကို အမြဲချင်း၍ဘုံအသီးရေကို၎င်းမဖောက်ပြန်သောဇာတိကို၎င်းရှာသောသူတို့အားထာဝရအသက်ကို ပေးတော်မူလဒန်ညင်းဆန်သောသဘောရှိ၍တမန်တရားကိုနားမထောင်ဘဲမတရားသဖြင့်ချင်းသောသူတို့ကပြင်းစွာသောဒေါသအမျက်ထွက်တော်မူလဒန် ရှေးဥစွာ၌ယူဒာလူ နောက်၌ဟေလတလူစုံညစ်သောအမှုကိုပြုသောသူရှိသမျှတို့သည် ကြီးစွာသောဆင်းရဲဒုက္ခဝေဒနာကို ခံရကြလက်တန်းရှေးဥစွာ၌ယူဒာလူ နောက်၌ဟေလတလူကောင်းသောအကျင့်ကိုကျင့်သောသူရှိသမျှတို့သည်ဘုံအတရေချမ်းသာကို ခံစားရကြလက်တန်းဘုရားသခင်သည်အဘေသူဤမျက်နာကိုမြတ်တော်မမူပြညတ်တရားကိုမသိဘဲပြစ်မှားသောသူတို့သည် ပြည့်ညတ်တရားမဲ့ပျက်စီးခြင်းတို့ရောက်ကြလိမ့်မည်ပြည့်ညတ်တရားကိုတီးလျက်ပင်ပြင်မာသောသူတို့သည်ပြည့်ညတ်တရားဤစီရင်ခြင်းကိုခံရကြလိမ့်မည်အကြမှုကတရားနာသောသူသည်ဖျားသခင်ရှေ့၌ဖြောင့်မတ်သည်မဟုတ်တရားကိုကျင့်သောသူသားလျက်ဖြောင့်မတ်ရာသို့ရောက်လိမ့်မည်သာသနာ့ဘလူတို့သည်ပြည့်ညတ်တရားတော်ကိုမသိဘဲကိုယ်အလိုလျောက်တရားတော်ကိုကျင့်သောအခါသူတို့သည်ပြည့်ညတ်တရားတော်ကိုမသိဘဲကိုကျင့်တရားကို အမည်ပြုသဖြင့်၎င်းကိုကိုကိုတည်သောစိတ်နှလုံးသည်တတ်သေးခံသဖြင့်၎င်းအချင်းချင်းဆွေးနွေးစင်ချင်း၍အဖြစ်တင်လျက်လွတ်လျက်နေသဖြင့်၎င်းမိမိတို့စိတ်နှလုံးထဲ၌မသားသောတရား၏အကျိုးကိုထင်ရှားစွာပြကြ၏ငါဟောပြောသောဧဝံဂေလိတရားအကြိုင်ဖျားသခင်သည်ယေရှုခရစ်အားဖြင့်လူတို့၏မထင်ရှားသောအမှုအရာတို့ကိုစစ်ကြောစီရင်တော်မူသောနေ့၌ထိုသို့စီရင်တော်မူလက်တည်း သင်သည်ယူဒာလူဟုတမုတ်ချင်းကိုခံတော်သူပင်ရတရားတော်ကိုကူးစားတော်သူဖျားသခင်ကိုအမိပြု၍ဝါခွာတော်သူဖြစ်၍အလိုတော်ကိုတည်တော်သူပင်ရတရားတော်ကိုလေ့ကျက်သဖြင့်ခြားနာသောအရာတော်ကို ပိုင်းခြားထားတတ်တော်သူဖြစ်သည်နှင့်လူကန်းသူအားလမ်းပြတော်သူမောင်နှမိုက်၌နေတော်သူတို့ကို လင်းစေတော်သူလူမိုက်တို့ကိုစုမတတ်တော်သူတငယ်တို့ကိုနီးပေးတတ်တော်သူ ပညာတရားတော်အခေပညာကို၎င်းတမာတရားကို၎င်းရိမ့်မိတော်သူခိတိဟူ၍ကိုကိုထေမတ်တလင်ရဲ့သူတပားကိုစိုးမလျက်ပဲကိုကိုမစိုးမတော်လောသူဥစာကို မခိုးနဲ့ဟူတရားဟောလျက်ပဲကိုတိုင်ခိုးတော်လောသူမရကိုမပြစ်မှားနဲ့ဟူဆိုလျက်ပဲကိုတိုင်ပြစ်မှားတော်လောရုပ်တူကိုဆက်ဆွတ်ရွက်ရှာလျက်ပဲဘိမှန်တော်ကိုလူယူဖြစ်စည်းတော်လောပညာတရားတော်ကိုအမိပြုကြီးဝါးကွာလျက်ပဲ ထိုတရားကိုလွန်ကျူး၍ဖျားသခင်ကြီးဂုံအတီရတော်ကိုရှုချသလောအကြောင်းမူကားစံစာမှလာတဲ့အညီတဘာအမျိုးသားကိုဒီတင်တို့အချင်းကိုထောက်၍ဖျားသခင်ကြီးနာမတော်ကိုကဲ့ရဲ့တကြ၏တင်ဒီပညာတရားကိုကျင့်၍အယေဖျားလေးခြင်းအဖြစ်အကျိုးရှိပညာတရားကိုလွန်ကျူးလျင်တင်းဤအယေဖျားလေးခြင်းသည်အယေဖျားမလီးဘဲဖြစ်ပြ၏ထို့မှတပါအယေဖျားမလီးသောသူသည် တရား၌ပါသောပြညတ်တို့ကိုစောင့်ရှောက်လျက်ထိုသူဤအယေဖျားမလီးဘဲအဖြစ်ကိုအယေဖျားလီးခြင်းအဖြစ်ကဲ့သို့မရရသည်မဟုတ်တော်အယေဖျားမလီးသောသူသည်ကိုအလိုအလျောက်ပြညတ်တရားကိုကျင့်လျက်ကျမ်းစာနှင့်အယေဖျားလီးခြင်းရှိလျက်တွင်ပြညတ်တရားကိုလွန်ကျူးသောတင့်ကိုတရားတွေ့တွေ့အရှုံးခံစေမမလော့အကြောင်းမူကားအပင်အားဖြစ်သောယူဒလူဖြစ်တော်သူသည်ယူဒလူမှန်မဟုတ် အပြင်အားဖြင့်သာကိုအနာအေးဖျားလီချင်းသည်အေးဖျားလီချင်းအမှန်မဟုတ်အတွင်းအားဖြင့်ယူရာလူဖြစ်တော်သူသည် ယူရာလူမှန်၏အေးဖျားလီချင်းသည်လည်းချမ်းဟောတရားအားဖြင့်မဟုတ်ပဲဝိညာဉ်တော်တရားအားဖြင့်စိတ်နှလုံးနှင့်ဆက်ဆိုင်၏ထိုသို့အေးဖျားလီချင်းကို ခံတော်သူ၏အချီးမွန်သည်လူအလိုနှင့်မဆိုင်ဖျားသခင် အလိုတော်နှစ်သာဆိုင်သည်